မဂျစ်ချက်စ်ဂိုးဂိုးရဲ့အသစ်ဆက်ဆက်ကမန္တာအရိုရာကိုကျွမ်းကျင်စွာကစားဖို့တော့အဆင်သင့်ဖြစ်ပြီလားအရိုရာရေကမရဲ့စကေးကရှော့ကို ခဲပြီးတော့ဒီလိုမျိုးဂိုးတွေ experience အနေနဲ့ crystal ရထိတောင် ရနိုင်ပါတယ်သူရဲ့ဒီထူးခြား skill ကြောင့်လက်ရှိ အကြဆုံးကမန္တာတွေထဲကတကောင်ဖြစ်လာမှာပါဒီဗီဒီယိုမှာတော့ကမန္တာရေကမနဲ့ဘလို့ကစားရမလဲအကောင်းဆုံးနီးလန်းတွေနဲ့ပွဲတိုင်းနိုင်ဖို့အတွက်လှုပ်တဲ့အချက်တွေကိုပြောပြပေးပါမယ်။ဒီတော့စလိုက်ရအောင် ဒီရေကမ်းမရဲ့အဓိကအားသာချက်ကပွဲတိုင်းရှော့ကိုခဲပြီးတော့ frost energy လေးတွေစုတဲ့ scale ကြောင့်ပါသူ့ရဲ့ scale ကိုတစ်ချက်ကြည့်လိုက်ရအောင်ပထမ scale က frost thresher ပါပွဲအစတိုင်း shop ကအောက်ဘခဲသွားပါတယ်ဘာဟီယိုမှမဝယ်ဘူးဆိုရင် frost energy နှစ်ခုရပါတယ် frost energy 6ခုပြည့်သွားရင်အနည်းဆုံး5ခုနဲ့ညီများတဲ့ java reward လေးရပါမယ် gore experience လေး hero တွေ အကွက်မှတ်လေးနဲ့ကန်ကောင်းရင်ခွစ်စတယ်တွေပါရနိုင်ပါတယ်။ပြီးရင်ပရော့စင်နာကြီးကအစားကနေပြန်စုပါပဲ။နောက်ထပ် scale ကတော့ကမန်ဒါ2 star မှာပွင့်ပါမယ်။ဒီ scale ကပရော့စင်နာကြီးတခုအပိုရမှာပါ။ဒီတော့ shot ကိုခဲပြီးဘာ hero မှမဝယ်ရင်ပရော့စင်နာကြီး3ခုရပါတယ်။ဒီရေခဲမကိုဘလို့ကစားမလဲ။ early game မှာမလို့အပ်ရင် hero မဝယ်ပဲပရော့စင်နာကြီးစုပါ။ ပြီးတော့ infrastructure အောင် tango 20 go အရင်ရအောင်လုပ်တင်ပါလေ round 1မှာ set die ဘာဟီယူမမွဲပဲတတ်တတ်အရှုံးခံမယ်ဆိုရင်ပိုကောင်းပါတယ်ပထမဆုံး go go ပေါ်ရွေးတဲ့အခါမှာလဲ fogo hero ကိုအခြား player တွေထက်အရင်ရွေးနိုင်ပါမယ်နောက်ပြီးတော့ cross energy ကလည်း6ခု2ကြိမ်တောင်ပြည့်သွားမှာဆိုတော့ early ဘိုင်းကနေကအခြား player တွေထက် go နဲ့ experience တွေတားနေမှာဖြစ်ပါတယ် round 2စတာနဲ့ကိုရခဲ့တဲ့ fogo hero နဲ့ synergy 2တဲ့ hero တွေကိုဝယ်ပြီးတော့ line up ချပါ ဘိုးတွန်လေးခြံပြီးတော့ level ကိုအများဆုံးတင်ပါကိုတင်းကတာနေရဆိုရင်မလိုအပ်တဲ့ hero တွေမဝယ်ဘဲနဲ့ frost energy ကိုအတက်နိုင်ဆုံးစုသွားပါကိုကအတော်ရှုံးနေရဆိုရင်တော့ frost energy စုလာရက်ပြီးတော့ hero ရှာတင်ပါ frost energy ပြည်တိုင်းရမယ်ကိုနဲ့ experience ကြောင့်မလို့ level 7 level 8ကိုအမြန်ရောက်ပါလိမ့်မယ် late game level 8 level 9ရောက်ပြီဆိုတာနဲ့ကို hyper ထားကစားမယ် high cost hero ကို3 star ရှာပြီးပြိုင်ဘက်တွေကိုအနိုင်ယူလိုက်ပါ ကတ်တွေရေးချေရမှာလဲဂိုးနဲ့ experience ရတဲ့ကတ်တွေကိုဦးစားပေးပြီးရရွေးတင်ပါတယ်ဘေးဆန်နယ်ကြီးနဲ့မဆိုအစင်ပြေပြေကစားလို့ရတာကြောင့်ကြာရဆန်နယ်ကြီးကြာရလိုင်းအပ်နဲ့စိတ်တိုင်းကြာကစားနိုင်ပါတယ်ဒီတော့ရေကဲမကမန်ဒါအာလီဗန်လိုစကော့ဟီးရိုးတွေကိုဖမ်းပြီးတော့ကစားမဲ့သူတွေအတွက်တော့အဆင်မပြေပါဘူးလေဘတင်ပြီး high cost CEO တွေကိုဦးစားပေးရှာမဲ့သူတွေအတွက်ကတော့လုံးဝ life hack တဲ့ကမန္တာတစ်ခေါက်မှာ သူ့ရဲ့ MP ကျတဲ့ skill ကြောင့်မကြခင် banning list ထဲမှာမြင်ရနိုင်ပါတယ်။ဒီလောက်ဆို commander ရေခဲမအကြောင်းကောင်းကောင်းသိသွားတော့ပါပြီ။ဒီ commander အစ်စ်ကိုဘလို့မြင်ပါသလဲ comment မှာ ပြောပြသွားပါဦး။ဒီဝီလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ခဲ့ပေးပါနောက်ထပ်ဒီလိုဗီဒီယိုလေးတွေတင်ပေးသွားမှာမို့ MJ Gaming YouTube Channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့